မြတ်စွာဘုရားအခါတစ်ပါးမှာဟိမောတာတောရဲ့အစန္ဒကတောချောင်းလေးတစ်ခုမှာတပါးတဲ့အေးအေးချမ်းချမ်းတရင်သုံးနေတဲ့ဟိမောတာဆိုတော့အလွန်အေးပဲဟောနော်အဲ့ဒီတောချောင်းလေးမှာတရင်သုံးရင်းနဲ့တစ်ချိန်မှာမြတ်စွာဘုရားကဘာစဉ်းစားမိလဲဆိုတော့အဲ့ဒီခေအဲ့ဒီအခါတုန်းကအဲ့ဒီအချိန်မှာတချို့သောအုတ်ချုပ်သူတွေဟာတိုင်းသူပြည်သားတွေရဲ့အပေါ်မှာ အလွန်ဖြစ်နှိပ်ပြီးတော့အုပ်ချုပ်ကြတာရှိတယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားကတွေးမိပြီးတော့အော်လူတွေရဲ့ပုံမှာတရားသဖြင့်အုပ်ချုပ်လို့မရနိုင်ဘူးလားလို့ဒီအကြောင်းအရာလေးကိုမြတ်စွာဘုရားကမဟာကရုဏာပြတ်ထမ်းပြီးတော့စဉ်းစားမိနေတယ်တဲ့အဲ့ဒီအချိန်လေးမှာအဲ့လိုစဉ်းစားတာကိုကြံ့ကြံ့ဖန်ဖန်ဘယ်သူကသိတော့ဆိုတော့မန္တကသိတယ် ရသော်ဗျာဒီလိုစဉ်းစားမိနေတာကို तू သိတယ်။သိတဲ့အခါကျတော့သူ့စိတ်ထဲဘလို့အတွေးပေါက်သွားတော့ဆိုတော့အော်ကြီးစန်း။ယဟောကရမကလူတွေရဲ့အပေါ်မှာမင်းလှုပ်ပြီးတော့အုပ်ချုပ်ချင်နေတာနဲ့တူတယ်။ तू အဲ့လိုမင်းလှုပ်ပြီးတော့အုပ်ချုပ်မယ်ဆိုလို့ရှိရင်မေးလျော့စရာအကြောင်းတွေအများကြီးရှိတယ် အဲ့ဒါသူမိမိရောရောဖြစ်နေရင်သူ့ကိုငါနှိပ်ရက်ဖို့အတွက်အခွင့်အရေးရမှာပဲဒါကြောင့်သူတိုင်းပြည်အုပ်ချုပ်မင်းလုပ်ချင်တဲ့စိတ်ကလေးပေါက်နေတာနဲ့တူတယ်ဒီအချိန်လေးသွားပြီးတော့သူ့ကိုငါကြောက်ချမှာပဲဆိုတဲ့စိတ်နဲ့ဒါမြတ်စွာဘုရားကြီးရောက်လာတယ်ရောက်လာပြီးတော့အဲ့ဒါမြတ်စွာဘုရားကိုမြတ်စွာဘုရားလူသားတွေရဲ့ပုံမှာတရားသဖြင့်အုပ်ချုပ်ပြီးတော့မင်းလုပ်တော်မူပါလို့လာလျှောက်တယ်တဲ့ဟိမန္တာတော်ရဲ့အဆက် တော်ကြောင်လေးတစ်ခုမှတိတ်တိတ်ဆိတ်ဆိတ်မြတ်စွာဘုရားနဲ့မာနနဲ့ဖြစ်နေတာအစိုးမှမသိဘူးဒါတစ်ချိန်ကြတော့ဘုရားပြန်ဟောပြထားလို့သိရတယ်အဲ့လိုမျိုးမြတ်စွာဘုရားကို ရှင်ဘရင်လို့ဖို့တိုက်တွန်းတာကောင်းတဲ့စေတနာနဲ့တိုက်တွန်းတာမဟုတ်ဘူးနော်မိမိရောရောနေတာတွေများလာရင်အန္တရာယ်ပေးခြင်းလို့အဲ့လိုမြတ်စွာဘုရားကိုရှောက်တော့မြတ်စွာဘုရားက အလိုက်အထိုက်ပါပဲမှန်တယ်ငါးစီမှာဘလို့အည်အသွေးကိုမြင်လို့လူသားတွေရဲ့ပုံမှာအုတ်ချုပ်မင်းလို့တော်မူပါလို့တင်လျှောက်ရတာတော့အဲ့တော့မဏ္ဍကဘာပြန်လျှောက်တုံးဆိုတာရက်စွာဗျာတဲ့ရက်စွာဗျာဟာအဋ္ဌိပတ်ကြီး၄ပါးကိုတခက်ကိုခရီးရအောင်ဆုံးစုံပွားများအထုတ်ထားပြီးသားအဋ္ဌိပတ်ဆိုတာပြည်စည်းကြောင်းတရားလို့အဓိပ္ပာယ်ရတယ်အဋ္ဌိပါဒအဋ္ဌိဆိုတာ ပြီးစည်းတာပါရဆိုတာအခြေခံအကြောင်းတရားလောကီလိုပဲဖြစ်ဖြစ်လောကုတ္တရာလိုပဲဖြစ်ဖြစ်အလုတ်တစ်ခုပြီးစည်းသွားဖို့အတွက်အောင်မြင်သွားဖို့အတွက်ပြည့်စုံရမယ်အခြေခံအကြောင်းတရားတွေရှိတယ်အဲ့ဒီအခြေခံအကြောင်းတရားတွေပြည့်စုံရင်တေချာပေါ့အဲ့ဒီလူမျော်မှန်းထားတဲ့အလုတ်ဟာပြီးကိုပြီးလိမ့်မယ်အဲ့ဒါကိုအဋ္ဌိပါဒလို့ခေါ်တာပါရီတော့စန္ဒိတိပတ်တကယ်ပြီးစည်းခြင်းနဲ့တကယ်ရခြင်းနဲ့ပြင်းထန်တဲ့ဆန္ဒရှိတကယ်လိုခြင်း ဝိရိယဒီပတ်တကယ်ကြိုးစားတယ်အာထုတ်တယ်စိတ်တ္တိပတ်သွားလဲဒီစိတ်စားလဲဒီစိတ်စိတ်ကိုဒီထဲမှာလုံးဝနှိမ့်မြုပ်ထားတယ်ဝိမာန်တ္တိပတ်ဒါကိုပြီးစီအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နီလန်းကိုပိုင်ပိုင်တိုင်းတိုင်းသိတယ်ဉာဏ်ပညာအလွန်ထက်မြက်တယ်ပြီးတိကြောင့်တရားဘယ်နှပါတော့၄ပါးသန္တာရဲ့ဝိရိယရဲ့စိတ်ရဲ့ပညာရဲ့အဲ့ဒါမြတ်စွာဘုရားကဒီအဋ္ဌိပတ်ကြီး၄ပါးကိုခရီးရောက်အောင်ပွားများထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကဒါတကယ်လို့အလိုရှိမယ်ဆိုရင် ဟောဒီဟိမန္တာတောင်ကြီးဟာရွှေဖြစ်စေလို့စိတ်ညှို့လိုက်တာနဲ့ဟိမန္တာကြီးတလုံးလုံးတောင်ကြီးတလုံးလုံးဟာရွှေဖြစ်သွားမှာတဲ့အဲ့ဒီလောက်ထိမြတ်စွာဘုရားစွန့်တယ်ဆိုတော့သူမြင်တယ်တဲ့အဲ့ဒါကြောင့်မို့လို့လူသားတွေရဲ့အပေါ်မှာတကယ်ကိုပဲကောင်းကောင်းမွန်မွန်အုပ်ချုပ်ပြီးတော့မင်းလုပ်ပါဒီအကြီးသွေးတွေမြတ်စွာဘုရားမှာရှိတယ်အဲ့ဒါမြတ်စွာဘုရားကာထာလေးနှစ်ပုဒ်နဲ့သူ့ကိုပြန်ပြောတယ်အဲ့ဒီကာထာလေးနှစ်ပုဒ်ရဲ့အတိပဲကမနာတဲ့ ဟိမန္တာတောင်ကြီးနှလုံးစာလောက်ရွှေတွေကိုဖန်တီးပေးမယ်ဆိုရင်တော့လူတယောက်ရဲ့အလိုကိုပြည့်စည်ပြည့်စည်အောင်မှာမဟုတ်ဘူးလေဟုတ်လားဒီစကားမျိုးလေးတွေမှန်နော်ဘုရားစွမ်းရှိလို့ဟိမန္တာတောင်ကြီးကိုရွှေဖြစ်စေဆိုရင်ရွှေဖြစ်သွားမှာပဲဒါပေမဲ့ဘုရားဘလို့ပြန်တုတ်ပြန်လာတော့ဟိမန္တာတောင်ကြီးနှလုံးစာလောက်ရွှေတွေဖန်တီးပေးမယ်ဆိုရင်တော့လူတယောက်ရဲ့အလိုကိုပြည့်စည်အောင်မှာမဟုတ်ဘူးတဲ့လူတွေအားလုံးအလိုကျဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးဆိုတာကိုပြောလို့ရင်းမယ် အဆက်ပြောတယ်ဆိုတော့ဘဝဟာဒုက္ခလို့တကယ်ပိုင်ပိုင်နိုင်နိုင်တိထားတဲ့လူတယောက်တည်းဘဝထဲမှာตายရစရာဆိုတာဘယ်နားမှမရှာလို့မတွေ့ဒါကြောင့်ဘဝချုပ်ငိမ့်ဖို့ဘဝကလွတ်မြောက်ဖို့ကိုသာလဲနီးမှလမ်းမှကျင့်သုံးတဲ့နေမနက်ရက်သဘောထားနဲ့မြတ်စွာဘုရားရဲ့သဘောထားဖြောင်းမြောင်ကြီးဆန်းကျင်တယ်